ဟယ်လိုအားလုံးပဲမင်္ဂလာပါ Sport Channel ရဲ့ Facebook page နဲ့ YouTube Channel ပြန်လည်ကြိုဆိုလိုက်ပါတယ်အာဒီနေ့ကျွန်တော်သင်ဆက်ပေးခြင်းနဲ့ပွဲတစ်ပွဲကတော့အာ Champions League ပွဲဖြစ်တဲ့ဒီပွဲကတော့ဒီ PSG နဲ့ Bayern Munich ပြန်တစ်ဘီလူးနဲ့ German Blue အာဒီနေ့တင်းတွေ့ဆုံမဲ့ပွဲပွဲကျွန်တော်အာပွဲကြော်တုံးချက်လေးကျွန်တော်လုပ်ပေးခြင်းပါတယ်ဒီပွဲကတော့တကယ်စိတ်ဝင်စားစရာကောင်းတဲ့ပွဲပွဲဖြစ်လို့အရန်ကြီးကောင်းမဲ့ပွဲပွဲဖြစ်လို့ဘောလုံး chip breaker တွေနဲ့ lemon hop နဲ့ကြီးရမဲ့ပွဲပွဲဖြစ်တယ်ဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ဒီပွဲကိုကျွန်တော်ကြည့်ရမှာဆိုရင် ဒီဘွဲမှာကအာနောက်ဆုံး have to have တို့နောက်ဆုံး၅ဘွဲတွေ့ဆုံမှုမှာဒီပညာမျိုးနစ်ကအသားစီးရထားတယ်ပညာမျိုးနစ်ကတော့အသားစီးရထားတယ်အာဒါပေမဲ့အသင်းရဲ့နောက်ဆုံးကစားခဲ့တဲ့၅ဘွဲမှာဆိုရင်ပညာမျိုးနစ်ကဆုံးဘွဲမရှိဘူးဒီ BHG ကတော့အာ၃ဘွဲနိုင်တယ်၂ဘွဲတည်ရတယ်ဆိုတော့ BHG တာမဲ့သူအထူးတည်းလည်းပြောစရာမလိုသူတို့ရဲ့ဘီဒွန်းလိမ့်မှာလည်းဖီးအားမရှိဘူး AC နဲ့ပဲတွားတယ် ဒီပယံမျိုးနဲ့ကြာတော့လေသူတို့ရဲ့ပြီးတွက်လိမ့်မှာဂျာမန်လိမ့်မှာလည်း PMCOAC ပဲသူတို့တင်း Okay အဲ့ဆိုတော့ကျွန်တော်ဒီပွဲမှာကအာတကယ်ကိုအခုလက်ရှိသူတို့ရဲ့အာကစားပုံသူတို့ရဲ့အသင်းရဲ့ဖွဲ့စည်းပုံအရာသူတို့ရဲ့ကစားသမားအင်အားအရာဆိုရင်အရန်ကြီးကောင်းမဲ့ပွဲပွဲဖြစ်တယ်။ကစားသမားအင်အားအရာဆိုရင်တော့ဒီ BH ကနည်းနည်းလေးတားတယ် form ပုံမှာကောင်းတယ်လို့ကျွန်တော်တုံးသတ်လို့ရတယ်။ဒါပေမဲ့အာဘလုံးပွဲတဲ့ပွဲမှာတော့ပယ်ရမှာဆိုဖြစ်သွားနိုင်တယ်။ပြလို့ရှိရင်ဒီ BH ကျတော့သူ့ရဲ့အင်ကွန်ဖြစ်လို့နည်းနည်းလေး ဟိုအားသာချက်ရှိတယ်ဆိုတော့ကျွန်တော်သုံးသပ်ကြည့်အောင်ပြည့်ကျက်လဲဒီနောက်ဆုံးပွဲမှာသူကဒေပွဲ၃ပွဲ ठी အာဒီပွဲတွေရှိတယ်ဒီအခုပြည့်ကျက်လဲအခုနောက်ဆုံးပွဲတွေမှာဒီပွဲတွေရှိတယ်ဆိုရင်မင်းတို့ကအယန်လူစီအယန်လူစီအနေနဲ့သူကလဲပြီးကန်တာဖြစ်လို့ချန်ပီယံလိမ့်မှာတော့တို့ကတကယ် pass line အနေနဲ့တို့ဒီနီးပြကအာလိုဝစ်ကဒီကြိုက်တဲ့ line up နဲ့ကြိုက်တဲ့လူစီနဲ့ပြန်ထွက်လာမယ်လို့ကျွန်တော်ထင်တယ်။ယုံကြည်စိတ်ချတဲ့ line up နဲ့ပြန်ထွက်လာမယ်။အခုနောက်ပိုင်းပြည့်ချင်မှာတကယ်ကောင်းတဲ့ကစားသမားတွေ အနာဘက်စတိုဒီပရိုရှင်ဘာချိုရိုပရိုရှင်ဒီဟာကီမီရိုမန်ဒက်စတိုအများကြီးပြည့်ကြည့်မှာတရပုံကစားမကောင်းတယ်အများကြီးပဲဆိုတော့သူတို့ကလက်ကဲတောင်းတင်းတဲ့လိုင်းနဲ့ပြန်လာပြီးမှဒီချန်ပီယံလိမ့်မှာအကောင်းဆုံးတော့ရလတ်ကိုရနိုင်ဖို့စူးစမ်းမိလို့ကျွန်တော်ထင်တယ်။ညနေပရိုရှင်ကျွန်တော်တို့ဒီ အာတချို့ကျွန်တော်ပညာမျိုးတွေဆိုရင်ပညာမျိုးတွေမှာလည်းအဲ့လိုပဲနာမည်ကြီးကစားမတွေနဲ့တို့မှာတကယ်အာပွဲပွဲကိုတကယ်ပြောင်းလဲစေနေတဲ့ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ချိုင်းတဲ့ကစားမတွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်ဒီပွဲကတော့အရန်စိတ်ဝင်စားရကောင်းတယ်ဆိုတော့အခုရှိတာကပညာမျိုးတွေရဲ့အားသာချက်ကြတော့တို့ကချန်ပီယံလိမ့်မှာကဟို have to have ရကျွန်တော်တုံးတာမှာဆိုတော့ပညာမျိုးတွေကပြီးအာဟိုအတိုင်းစီးရတာကျွန်တော်တွေ့ရတယ်ဒါပေမဲ့အခုလက်ရှိ ကစားမဖွဲ့စည်းပုံရကစားမဒီခုလက်ရှိအတင်းရဖော်မရဆိုရင်ဒီအတင်းဟာ loss ရဆိုရင်ပြက်ကြအနည်းငယ်လေးတာရလို့ပြောရတယ်ဒါပေမဲ့ဟိုဟိုဘက်တော့ဘက်ဒီဘိုင်ယန်မြူနစ်ကလည်းဆုံးဘက်မရှိထားဘူးဟိုဘယ်လိုပြောရမလဲအကောင့်ဆုံးပုံစံတို့လည်းတုံ့တွားနေတယ်အပြက်ကြလည်းသူတို့ဘီတန်လေးမှာဘာမှဖိအိုပရက်ရှာမရှိဘူး AC တွားနေတယ်ဆိုတော့ဒီနှစ်ပွဲကအရန်ကြီးကောင်းပွဲပွဲဖြစ်တယ်အချမ်းများလေးပွဲလည်းဖြစ်တယ်ဒီသူတို့ဒီလိုအတင်းကြီးတဲ့ကဒီချမ်းများလေးက တကယ်အောင်ဆက်တဲ့ပွဲတွေပဲဖြစ်လို့အရန်ကြီးကောင်ပွဲတွေပဲဖြစ်တယ်။ PSG ကအားသာချက်ကသူကအင်ကွမ်ဖြစ်တယ်။ဆိုတော့အားသာချက်သူရဲ့အင်ကွမ်အားသာချက်ကိုယူမှဘယန်မြူနစ်ကိုအနိုင်ကစားမယ်လို့ကျွန်တော်မြင်တယ်။ဒါပေမဲ့အနိုင်ကစားဖို့တော့ခက်လိမ့်မယ်။ကျွန်တော်အထင်တော့ဒီဘွဲကအခမ်းတင်လေဒီဘွဲဖြစ်သွားနိုင်တယ်။ဒီဘွဲနဲ့ဖြစ်သွားနိုင်တယ်လို့တကယ်လို့တည်တည်နဲ့တည်နိုင်ခဲ့တော့ဒါကပီမာဒီရလကချင်းမြောင်းတဲ့ရလနဲ့ပွဲပြီးသွားနိုင်တယ်လို့ကျွန်တော်မြင်တယ်အာဒါပေမဲ့ နောက်ဆုံးအနေနဲ့ကျွန်တော်ကဒီခမရပ်ဆိုတော့ BHG ကနိုင်ဖို့ရခိုင်လုံးတော့အနေငယ်အားသာချက်ရှိတယ်အဲဟိုအင်္ဂလန်ဖြစ်တယ်ကစားမစုဖွဲ့မှုအင်အားရဲ့အရာရော BHG ကတော့ねအနေငယ်တော့အားသာတယ်ဒါပေမဲ့အခု loss ရယ်ပိုင်ယာမြူနစ်ကလည်းကစားမ form နေကောင်းနေတယ်အဟိုစုဖွဲ့မှုလည်းကောင်းတယ်ဆိုတော့နိုင်ဖို့လည်းဆက်နေတယ်ဆိုတော့ဆိုတော့ဘိုင်ယာမြူနစ်ဖက်မှလည်းကျွန်တော် short short တော်လို့မြင်အောင်ဆိုတော့ဒီပွဲတော့ဘောလုံးချစ်ပရိတ်တက်တွေအတွက်အရန်ကောင်းတဲ့ပွဲပွဲဖြစ်လို့အာကျွန်တော်အနေနဲ့တော့ဒီပွဲက အစောကပြောသလိုအချက်သုံးချက်နဲ့ကျွန်တော်ဟိုခမမေးချင်တယ်။တရေပွဲလည်းဖြစ်နေသွားနိုင်တယ်လို့နိုင်ပွဲရရှိခဲ့တော့မှတင်းတင်းတင်းကကတ်ဒီချင်းမြောင်းတဲ့ရက်လ 1C တော့မဟုတ်ဘူး2-1အဲ့လို 2C အလောက်ချင်းမြောင်းတဲ့ရက်လနဲ့ပဲပွဲကပြီးသွားပြီလို့ကျွန်တော်ကထင်တယ်။ဆိုတော့ဘောလုံးချစ်ပရိတ်တက်တွေနေနဲ့ဒီပွဲလည်းမနေ့၄နာရီပွဲဖြစ်တယ်။ဆိုတော့ဘောလုံးချစ်ပရိတ်တက်တွေနေနဲ့လက်လက်လှုပ်ပဲနဲ့ကြည့်ရမယ့်ပွဲစဉ်ဖြစ်လို့တကယ်ဒီပွဲအရင်ရင်ခုန်ဖို့ကောင်းတယ်ဆိုတော့ ဒီနေ့ကျွန်တော်ရဲ့ဒီ BH နဲ့ပွဲမြင်းတို့ရဲ့ပွဲကြိုးတွန်းချက်ကိုဒီမှာပဲအဆုံးသတ်ချက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်